ါပါရှင်ဆရာမောင်တုံးသူရဲ့ Let's go မာတင်ညာအပိုင်း19ကိုဖတ်ပြပါမယ်ရှင်ကျွန်တော်ရှုံးကန်းနေဟာကျန်ထွက်လာခဲ့တယ်ကားရဲ့ဘေးပပလဲမှာလူမရှိတော့ဘူးကားနောက်ခန်းထဲမှာတော့အသက်17နှစ်18နှစ်အရွယ်ကလေးတယောက်ထိုင်ရတွေ့ရတယ်သူကြီးရာကြောင့်လည်းတကြားကျင်နေတယ်ကားထိုင်ကုန်းတော့မှာကုကွေပြီးထိုင်နေတာဒီဆက်ကိုလက်နှစ်ဖက်နဲ့အုပ်ထားတယ်ကျွန်တော်မြင်ရတာကတော့သူမျက်နှာဆုံးပဲ ဟယ်လီတို့ဒီကလေးကို ခေါ်သွားရအောင်လေဟယ်လီကစီပြောတယ်။ဘာကြောင့်လဲ။သူမတရားဝင်စာရဲ့စာရဏီရှိရင်နောက်နေ့ဆိုရင်တတန်းကုန်တော့ပါ။တကယ်လို့ပလင်ကဖမ်းပြီးရင်ဂျာမနီကိုပြန်ပို့မှာ။ကျွန်တော်ရှိုင်းကြီးအောင်ကြောပြင်းမှာချွေးတွေတီးထားတယ်။ဟယ်လီကတော့ဒီငယ်အေးဆေးရဲ့ညတထားနဲ့ကျွန်တော်ကိုကြည့်နေတယ်။ဟယ်လင်တို့လူတယောက်ရဲ့တက်ကိုချွေးပြခဲ့ပြီလို့ဟယ်လင်ကကျွန်တော်ကိုအင်္ဂလိပ်လိုပြောတယ်။အဲဒီတော့လူတက်တစ်ချောင်းကိုကဲတင်ဖို့တော့တာဝန်ယူသင့်နေတယ်။ ရင်းစာရွက်တွေငါကိုပြစမ်းလို့ကျွန်တော်ကကောင်းလေးကိုပြောတယ်။ကောင်းလေးကရှားရင်နေထိုင်ခွင့်လက်မှတ်ကိုဆန်းပေးတယ်။ကျွန်တော်စာရွက်ကိုယူပြီးရုံးခန်းလေးပြန်ဝင်လာခဲ့တယ်။အခုလိုနောက်တစ်ခါပြန်ဝင်ရတာမလွယ်ဘူး။ပြင်မာရက်ထားရဲ့မော်တော်ကားကသူရဲ့လေးဝက်ချက်ကိုတန်ချဲ့ချက်နဲ့អော်ပြောသူလိုဖြစ်နေတယ်လို့စိတ်ထဲကထင်နေမိရဲ့။ကျွန်တော်ကခက်တီတီပဲလက်ထောက်ကောင်းစွဲဝင်ကိုကြောပြရဲ။ကျွန်တော်ဗီဇာတစ်ခုယူဖို့မေ့သွားတယ်။ကားကြောက်ပြန်လာတာတို့ တာဝန်ရခေါ်သွားတဲ့လူဖြစ်ပေမယ့်နေဆက်ဘက်ရောက်သွားရင်ဗီဇာရှိဖို့ကတော့လိုရာဘဲလူသူကိုရှင်းပြရဲစာရွက်ကိုမြင်တော့သူတုံဆိုင်ဆိုင်ဖြစ်သွားတယ်ဒါမဲ့တစ်ချက်ပြုံးလိုက်ပြီးဗီဇာလုတ်ပေးလိုက်တယ်။ကျွန်တော်ကားရဲ့ပြန်ထိုင်တဲ့ခလလန်းမှာအောင်လေးတဲ့လူစုတွေကတော့ကျွန်တော်တို့ကိုစောစောကထက်ရင်လိုတဲ့ပုံပြနေကြပြီ။ကျွန်တော်ဟိုတငယ်လေးကိုဂျင်းစကန်ပို့ဖို့ခေါ်သွားတာပဲလို့ တွေ့ကြဟန်တူပါတယ်။ကန်ဆက်ကောင်းလိမ့်မယ်ဆိုရင်မျောလင်းချက်နဲ့ကျွန်တော်မျိုးတွေကထွက်လာခဲ့တယ်။ကျွန်တော်တို့အနေနဲ့ဗော်တော်ကားကိုတည်ရရမှဆွပြက်ထားခဲ့ဖို့အချိန်တန်ပြီးလို့ထင်တယ်။ဒါပေမဲ့ခတ်တာကကားကိုဆွပြီးရင်ဒဲနီးနဲ့ခီးဆက်ရမယ်ဆိုတာစဉ်းစားလို့မရဘူး။အခုကိုရာတီမှာဟဲလင်ကလားတကောင်နဲ့နာလန်အတိုင်းတောင်တန်းတွေပို့ချော့တက်လို့ရမှာမဟုတ်ဘူး။သူ့မှာအာသိမ့်နေနေတယ်။ ကောင်းရှိတော်မူဆိုရင်ရန်သူတွေရဲ့ဘေးအန္တရာယ်ကလွမြောက်အောင်ထူးထူးဆက်ဆက်ရထားတဲ့ကာကွယ်တကူဆုံးရှုံးခြင်းပဲတကယ်တော့ကျွန်တော်တို့နေရာစလုံးမှာပြင်သစ်နိုင်ငံထွက်ခွင့်လက်မှတ်မရှိကြဘူးဒီကိစ္စကချိန်ချင်းခီးမှာပြဿနာရင်းများကြီးပေါ်လာနိုင်နေမဟုတ်လားကျွန်တော်တို့ဟာမော်တော်ကားကိုခန့်နေနေ ရွေးလျားနေတဲ့ဒိန်တွေရဲ့အောက်မှာအလွန်မြင့်မားကျဉ်မြောင်းလာတဲ့တောင်ကုန်းမြကြအတိုင်းမောင်းလာနေကြတယ်။ကျွန်တော်တို့ပြည်ကဘာနဲ့တူတယ်လဲဆိုတော့အနည်းဆက်ဆုံးဥပမာပေးရရင်ရှေးဟောင်းတယောက်ပကြီးဆရာရဲ့ရေတကွန်တွေကြတိန်တွေကြတောင်ထိပ်တွေကြခီးသွားနေတဲ့ခီးတွေတွေနဲ့တူနေတယ်။ကားနောက်ခန်းထဲမှာကုတ်ကုတ်ယူယူကလေးထိုင်လာတဲ့ကောင်လေးကတော့မလုံမရှက်ပဲဒီကလေးဘိုးကတော့သူ့ရဲ့တူတောင်းမှာပါတဲ့ဘွားတစ်ယောက်လုံးမှာလက်တွေ့သင်ငန်းစာတစ်ခုရ ထားတာအမှန်ပဲအဲ့ဒီသင်္ကန်းစာကတခြားမဟုတ်အရာရာတိုင်းနဲ့လူတိုင်းကိုမယုံကြည်ဖို့ပဲဒီကလေးဟာအဲ့ဒီသင်္ကန်းစာကလွဲပြီးတခြားဘာမှမမှတ်မိတော့ဘူးအမျိုးသားဆိုရှယ်လီယဉ်ကျေးမှုကိုကာကွယ်ဆောင်ရှောက်ထိန်းသိမ်းနေကြတဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များကြီးတွေက သူ့ဖို့ရဲ့ဦးခေါင်းကို ရိုက်ခွဲလိုက်တဲ့အချိန်မှာသုံးနှစ်သားပဲရှိသေးတယ်သူဖေကိုကြိုးပေးတက်လိုက်တဲ့အချိန်မှာသူခမ ्या ခုနှစ်သားပဲရှိသေးတယ်။သူ့အမေကိုတန်ငွေနဲ့ တလိုက်ချင်းမှာသူတဟာကိုနှင့်30ရာစုခကြီးရဲ့စစ်မှန်တဲ့စံပြကလေးတယောက်ပါဘလူးပဲဖြစ်ဖြစ်ပေါ်လီဒီကလေးဟာချင်းစကန်ကထွက်ပြေးလွန်မြောက်လာခဲ့တယ်ပြီးတော့သူနီသူဟန်နဲ့အတိညာရှိသမျှ သုံးချပြီးနေဆက်တွေကိုကြော်ဖြတ်လာခဲ့တယ်။တကယ်လို့သူကမိသွားရင်ဂျင်းစကန်ပြန်ပို့တာခံရမယ်။ပြီးရင်ဂျိုးဘေဘီတက်ခံရမယ်။ကိုတော့သူဟာလက်စဖုန်းမျိုးကိုရောက်ဖို့ဂျိုးပန်းနေတယ်။လက်စဖုန်းမှာသူ့ဦးလေးနာယီပြင်စရာတယောက်ရှိရလို့သူသိထားတယ်။သူ့မိကတန်ငွေလှုပ်ပြီးအသက်မခံခဲ့ရခင်တ냐မှာပြောပြသွားတာ။ ဒါဒီမကသေးဘူးသူမေကဘလို့လုပ်ပြီးသွားဆိုတဲ့အချိန်ញဲ့ရဲ့နှမြောက်ပါစီဆိုတဲ့စူတောင်းမြတာရဲ့သူကိုပြီးသွားခဲ့တယ်မဟုတ်လားအစာစာရရာစင်ပြေတယ်ကျင်းသစ်နေဆက်ဘက်ကအမှုရန်တွေကတော့ထွက်ခွင့်ဗီဇာပြပါလို့မတောင်းကြဘူးကျွန်တော်ကကျွန်တော်ရဲ့နိုင်ငံကူးလက်မှတ်ကိုပြပြီးကားအတွက်လိုအပ်တဲ့ပုံစံတွေကိုဖြည့်တယ်ဘလိတ်တွေကကျွန်တော်ကိုဝိုင်းပြီးအလေးပြုကြတယ်ကိတ်ကိုပိတ်ထားတဲ့တသားတန်းကြီးအပေါ်သို့မြောက်တက်သွားတယ်ကျွန်တော်တို့ပြင်သစ်နိုင်ငံတွေက ထွက်ခဲ့ကြပြီးနောက်မိနစ်ငယ်အနေငယ်အတွင်းမှာစပိန်ကောက်ကွန်ဌာနမှမူတန်းတွေကကျွန်တော်တို့မော်တော်ကားကိုဘက်တော်ဝိုင်းကြီးကြချီမိုကြလုံနေတဲ့ဖြစ်နေရင်ဆိုင်နေရတယ်။တက်စီတကားလည်းဘယ်နှမရတလဲဆိုရင်မိကုန်းကိုလည်းမိကြတယ်။ကျွန်တော်တို့ကလည်းသူတို့ကိုကားနဲ့ပတ်သက်လို့ရှင်းပြတင်တာကလေးတွေရှင်းပြတယ်။သူတို့ကသူတို့နိုင်ငံလုံး Hasbano Suisa မော်တော်ကားနဲ့နိုင်ရှင်ချက်ထုတ်ပြီးညင်ညာခုံကြတယ် ကျွန်တော်ကတက်စီဗမာထည့်ရမလဲလို့နေရင်သူတို့မှာစပိန်နိုင်ငံရဲ့မိတ်ဆွေတွေအတွက်ထူးထူးတန်တက်စီစားရှိပါရတယ်။ကျွန်တော်မှာစပိန်ဝင် စီတာမပါဘူးလို့ပြောတော့ကျွန်တော်မှပါလာတဲ့ပြင်သစ်ဖရန်ငွေနဲ့ချက်ချင်းလဲပေးကြတယ်။အဲဒီနောက်တော့တရားနေတရားတေးတနီနှုတ်ဆက်ပြီးခွဲခွာခဲ့ကြတယ်။ကျွန်တော်ကထိုင်ကုန်ကိုတက်တော့တက်တာမိပြီးလိုက်လာတယ်။တောင်စွန်းတောင်ဆောင်းလေးနဲ့တိမ်တွေမရှိတော့ဘူး။ကျွန်တော်တို့ရှိမှထူးခြားစံချေတဲ့နိုင်ငံတနိုင်ငံလေးလျောင်းနေတယ်။ Robert Tide ကနိုင်ငံတွေနဲ့မတူတဲ့နိုင်ငံတနိုင်ငံမှာကျွန်တော်တို့မှခုတက်ထီတော့လုံခြုံသေးဘူး။ဒါမဲ့ပြင်သစ်နိုင်ငံရဲ့ ဒီဘက်ရောက်လာပြီဆိုတော့အရင်ခြေလေးထပ်ပုံပြီးစိတ်ချလာရတယ်။မန်းတွေ၊ညီတွေ၊လူတွေ၊ဝစ်စားတွေ၊ကြောက်ခဲထူတတ်တဲ့တောင်တော်ပိုင်းဒေတာတွေကိုကျွန်တော်မြင်လာရတယ်။အာဖရိကတိုင်းတွေရောက်နေသလိုပဲတကယ်အနောက်တိုင်းပဲလို့ရှင်ထဲမှာခံစားလာရတယ်။အဲဒီတော့မှပဲဟယ်လင်းကိုနေတာကိုကျွန်တော်မြင်ရတယ်။အခုဆိုရင် ပေါင်းတိတ်ချောက်ချင်နေတဲ့နေရာကိုရောက်ပြီလေလို့ဟယ်လင်းကပြောတယ်။သူဆိုလိုတဲ့အိဗယ်ကိုကျွန်တော်မသိဘူး။မင်း ပါပြုလို့ဟိုနေတာလဲကွာလို့ကျွန်တော်ကမေးတယ်။မောင်နှမအခုချိန်ထိလုံခြုံကြသေးတာမဟုတ်ဘူး။စပိန်နိုင်ငံမှာလည်းကစ္စတာပိုထောက်လန်းရေးတွေနဲ့ပြည်နေတာဒီကလည်းအပြင်းဆုံးထွက်နိုင်အောင်လုပ်ကြရအောင်နော်။ ကျွန်တော်တို့ရွာငယ်လေးတရားမညာအီကြတယ်ကျွန်တော်အနေနဲ့ကားကိုတနည်းအားမထားခဲ့ပြီးမြေသားနဲ့ခီးဆက်ချင်ရပြီဒါမဲ့အဲဒီတိုင်းမလုပ်ခဲ့ဘူးစပိန်ကမလုံခြုံသေးဘူးဒီကအပြင်းဆုံးထွက်နိုင်ရင်ကောင်းဆုံးပဲကျွန်တော်တို့ကတော့မော်တော်ကားဟာဆောင်းကောင်းတစ်ခုဖြစ်နေပြီကားကိုလောကလုံးတွေအတွက်ကားပိုင်ရှင်ကျော်ကိုတော့ကျွန်တော်မိသွားတယ်မန်တော့ကျော်ဟာကျွန်တော်ဘွားတခြားလုံးလိုက်ပြီးနောက်ဆက်နေမယ့်လူတစ်ယောက်ပါဒါမဲ့အခုလောလောဆယ်တော့ကျွန်တော်ကောင်းနေမှာမရှိတော့ဘူး ကျွန်တော်မင်းလီယာကောင်ကိုတတိယရဲအဲဒီကောင်ကအခုတက်ဒီအသက်ရှင်နေတော့မယ်သူအနေနဲ့ကျွန်တော်တို့ကိုဖမ်းမိဖို့အတွက်တယ်လီဖုန်းတစ်လုံးနဲ့လှုံ့ဆော်နေပါနိုင်ငံအားလုံးကိုလူတက်မှုနဲ့ဖမ်းဖို့အကြောင်းကြားချင်းကြားထားမှာဒီမှုက ကိုကိုကိုခုခံကာကွယ်မှုပဲဒါမဲ့ပြည်မှုကျူးလွန်ခဲ့တဲ့မြို့မှာတပ်တွေထောက်ထားခိုင်နှုန်းပြမှာဖြစ်ပါ ကျွန်တော်တို့နောက်တနည်းညာမှာပေါ်တူဂီနိုင်ငံနေဆက်ကိုရောက်သွားတဲ့ ကျွန်တော်တို့ရောက်သွားတော့အတော်ကြီးငန်းနေနေပြီကျွန်တော်လမ်းမဝင်ခွေဗီဇာတွေရအောင်လုပ်ထားခဲ့ပြီးပြီနေဆက်ရောက်တော့ဟဲလင်းကို ကားထဲမှာထားခဲ့တယ်ကားဆက်ကိုပန်တက်တယ်လို့လဲမှာခဲ့တယ်ကဲ၍ စင်မကြီးထိခဲ့ရင်သူကကျွန်တော်ရှိရာဘက်ကိုကားမောင်းလာခဲ့ကျွန်တော်ကကားပေါ်ကိုခုန်တက်မယ်ကားကိုပေါ်တူဂီရောက်စိုးတေးမောင်းတော့မယ်လို့စီစဉ်ထားတယ်အဲ့ဒါလို့လို့လို့ကျွန်တော်တို့မှချီချီစီစီဖြစ်စရာအကြောင်းမသိမရှိဘူးနေဆစ်ကန်ကခတ်တိတိရဲ့စောင့်တွေကလည်းမောင်းနေမှာဆိုတော့တတန်းနဲ့ချိန်မှုပြဖို့မလွယ်ဘူး သူတို့မဖြစ်ခင်ကျွန်တော်တို့ဟိုဘက်ရောက်သွားနိုင်တယ်ပေါ်တူဂီနိုင်ငံနဲ့ရောက်သွားမှဖြစ်လာသမျှရင်ဆိုင်ဖို့ကတကယ်စားပဲအဲ့ဒါကနောက်မှကြည့်ရှင်းလို့ရတယ်တော်ပါသေးရဲ့ဘာမှမဖြစ်ဘူး uniform ဝတ်အဆောင်တွေဟာအမောင်းတို့ထဲမှာရက်နေကြတယ်ကျွန်တော်တို့ကိုလေးပြူတယ်ကျွန်တော်တို့ကလည်းပေါ်တူဂီစကန်ရောက်တဲ့အထီးကားကိုဆက်မောင်းလာခဲ့တယ်ဘာပြဿနာမှမပေါ်ဘူးလဲတကူဝင်ခွင့်ရခဲ့တယ်ကျွန်တော်တို့အဲဒီကထွက်တော့ဆောင်းတယောက်နောက်ကနေပြီးအပြေးလွာလိုက်လာတယ် ပဇက်ကလည်းတန်ကုန်ဟစ်ပြီးကားကိုရက်ဖို့អော်လာတယ်ကျွန်တော်ရက်တဲ့ရက်တဲ့ချိန်စားနေတယ်တကယ်တော့ကျွန်တော်ကားကိုမရက်ပဲဆံမောင်းသွားရင်နောက်တစ်မျိုးကျရက်ခိုင်းမှာပဲအဲဒီတော့ဘာထူမှလည်းချစ်ချင်အဖြစ်ကျွန်တော်ကားကိုရက်ပေးလိုက်တယ်နေရောင်စလုံးတက်တောင်းမရှူနိုင်ဘူးအဆောင်ကားနာရောက်လာတယ်ခင်ဗျားတို့ရဲ့ဓာဝင်ခွေလက်ပတ်လေးသူကပြောတယ်ဘွဲပေါ်မှာခင်ဗျားဒီချက်အင်းရဲ့ တီစာရက်ကပြန်လာတဲ့ခါလိုလေးရောမယ်ဂျေစုတင်ပါတယ်လို့ကျွန်တော်ကပြောလိုက်တယ်။ကာနာထဲကကောင်းလေးရဲ့တပြင်းချတဲ့ကိုကျွန်တော်ကြားလိုက်ရတယ်။ဟေးမင်းပေါ်တူဂီနိုင်ငံနဲ့ရောက်ပြီကွာလို့ကျွန်တော်ကလှမ်းပြောလိုက်တယ်။ကောင်းလေးကစက်ပေါ်အုပ်ထားတဲ့လက်တွေကိုဖယ်ပြီးထိုင်ကုန်ပေါ်ကိုညီထိုင်လိုက်တာတွေ့ရတယ်။ကျော်ရီတရားပြီးဒီကကျော်ပြက်လာခဲ့ခွေဟောင်းတန်းတွေကြာရတယ်။တနက်ခင်းအလင်းအောင်မှာပပဲဆရာရဲ့ပပဲဖို့ကမိအောင်ဟာ ထိန်ခင်းနေတာပဲကပေးဆရာဟာဖြူရောင်မြင်းကောင်တန်ခွာရိုက်ပြီးနေတယ်စိတ်အေးနာအေးဖြစ်သွားတဲ့ခံစားမှုကိုကျွန်တော်ညော်လေးတောင်းတနေကြတာကြပြီးဒါမဲ့ရောက်မလာဘူးကျွန်တော်ဘီမာထိုင်နေတဲ့ဟေလင်ဟာညွှန်စိန်နေတယ်ကျွန်တော်ပြောချင်တယ်ဒါပေမဲ့မပြောဘူးရင်ထဲမှာဟာနေတယ်။တက်စပွန်ကိုရောက်တော့ကျွန်တော်မဆင်းမြို့ကအမေရိကန်ကောင်စစ်ဝေယုံကိုဖုန်းဆက်တယ်။ကျွန်တော်ကတော့ ျွန်တော်စီရောက်လာတဲ့ပိုင်းအထိဂျုံရရသည်။ဖြစ်ပျက်ကိုပြောပြလိုက်ခဲ့ကျွန်တော်တို့စကားပြောရတဲ့လူကကျွန်တော်လုံခြုံမှုရှိသွားတဲ့အတွက်ဝမ်းသာကြောင်းကပြောတယ်။သူစီကရတဲ့ကတိကတော့တခြားမဟုတ်ဘူး။ကျွန်တော်လျှောက်ထားတဲ့အမေရိကန်ပြည်ဝင်ခွင့်ဗီဇာရရင်လက်စပို့ပြောကအမေရိကန်ကောင်စစ်ဝေယုံကိုချက်ချင်းပို့ပေးမယ်ဆိုတဲ့ကတိပါပဲ။ကျွန်တော်တို့ကကာကွယ်ပေးခဲ့တဲ့မော်တော်ကားကိုစုံကြရအောင်မယ်။ဘလို့စုံလဲစဉ်းစားကြတယ် ရောင်းလိုက်ပါလားလို့ဟင်းလီကအကြံပေးရင်တနီယာယာကနေပြီးပင်လေတွန်းချလိုက်ရင်မကဘူးလားအဲ့ဒါလိုလိုလေချင်းလေးကပြောင်းတော့မှမဟုတ်ပါဘူးလို့သူကပြောရင်မောင်မောင်ဝေရှိဖို့လိုနေတာပဲရောင်းပြစ်လိုက်ပါအဲ့လင်ပြောတာမှန်တယ်ရောင်းတော့လေလွယ်သားဝဲသူချက်ချင်းပေါ်လာတယ်ဝဲသူကအခွန်ခါလဲသူပေးမယ်ကားကိုလည်းစီးနဲ့ပြောင်းသုံးမယ်လို့တောင်းဝင်ယူလိုက်တယ်သူကဝဲရောင်းသမားတယောက်ပဲကျွန်တော်ကကားကိုပိုင်ရှည်ကြော့ နမင်းနဲ့ရေရောင်းနေတပတ်လောက်ကြာလို့ကာကိုပြန်တွေ့တော့ပေါ်တူဂီလိုင်စင်ပလိတ်ကြားနေဖြစ်နေပြီ။ဒါမျိုးတွေကအစောမျိုးမှာလိုရိုးလိုစင်ဖြစ်ရိုးဖြစ်စေလို့မဆန်တော့ဘူး။ကျွန်တော်အနေနဲ့ကိုရောင်းလိုက်တဲ့ကားပြန်ပြီးမမီတာတော့အန်အားစရာကောင်းနေတယ်။မန်တော့ကားရဲ့ဘေဘက်ဒီကားပေါ်ကထိထားတဲ့အချိုင်းကလေးကိုမမီနေလို့သာကိုကားလို့ပြောနိုင်တာ။ကားလေးရောင်းပြီးတော့ကျွန်တော်အသုံးပြုလာခဲ့ကျော်ရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကို မီရှိုပြလိုက်တဲ့ဆဝတီသူလက်ပန်းနာယုံငုံချီသည်ပြောကြတဲ့မကြမ်းတော့ပါဘူးရေရွသည်ကျွန်တော်အနေနဲ့တပတ်တစ်ကြိမ်ကောင်းစစ်ဝေယုံကိုမှန်မှန်သွားတယ်ဟိုတော့ကရောက်လို့ရတဲ့ငွေနဲ့ဟိုတယ်ကူမှာချိန်တော်တော်ကြာလေးပြင်းနေလို့ရလိုက်သေးတယ်ကျွန်တော်ကတော့အဲ့လိကိုရသလောက်ချိန်ကလေးတွင်မှပြောနိုင်သဖြင့်ပျော်ပျော်ပါပါနေစီခြင်းလေကျွန်တော်ရဆရာဝေတယောက်ရဲ့ကူညီနဲ့ဟဲလင်းအတွက်လိုအပ်တဲ့စီကိုအလုံးလောက်ဝေထားနိုင်ပြီဟဲလင်းကိုလောင်စာပွဲရီတဲ့ ပြဝင်းချုံဝေရှိတဲ့ကက်ဆီနိုခန်းမဆောင်စီပို့ပေးခဲ့တယ်။ကက်ဆီနိုခန်းမစီသွားဖို့အတွက်ကျွန်တော်ကချက်ကက်အင်ဂျီတစ်ထည်အပြင်ဆိုင်က900ရဲအဲ့လေးမှာတော့ပါရီမာနေဂျာစင်ကစနော်ဝယ်ပေးခဲ့တဲ့ညဝစ်ဆုံးရှိနေလို့စင်ပြေသွားတယ်။ချက်ဝက်ကသူစကားကိုဖြတ်ကကျွန်တော်အဖြတ်ကတဲ့လမ်းကြီးသည်အမကက်ဆီနိုခန်းမကိုသွားခဲ့ဘူးသေးရဲ့မဟုတ်လားဟူမေးသည်။အင်းရောက်ခဲ့သေးတယ်။ကဲပလောင်းလို့ရောက်သွားတာလို့ကျွန်တော်ကတော့ထင်တာပဲ။ အမားတခုလုံလိုက်သလိုဖြစ်သွားတယ်ဟုကျွန်တော်ကဖြေသည်ကျွန်တော်ကတော့ဟင်းလင်းပြောစီခြင်းလို့ပါသူကိုကစားစီခြင်းလေလေဟုချက်ဝက်ကပြောသည် ကစားတော့လဲသူနိုင်နေကန်တော်တော်ကောင်းနေကျွန်တော်တို့နှစ်ယောက်ရဲ့နောက်ဆုံးရက်တွေဟာစိတ်ကူးရဲ့အိမ်မက်မန်နေသလိုပါပဲဟိုးရဲလိုက်ကလေးတွေမှာနေခဲ့ရတဲ့ဘွားကိုပြန်ရောက်နေသလိုပဲကျွန်တော်သူ့ကိုပြပြဝဝပိုင်ဆိုင်နေပြီဆိုတဲ့ခံစားမှုလေးကြင်ရောင်းလာခဲ့ပါတယ် သူကိုယိုနေတဲ့ညတွေမှာတော့ကျွန်တော်စိတ်ချမ်းသာမှုမရခဲ့ဘူးပေါ့။ထားမဲ့တဲ့သူရဲ့ယူရမှုနဲ့စင်နာမှုတွေပြလာတဲ့ရက်တွေမှာတော့ကျွန်တော်ဖို့အင်မတန်မှစိတ်ချမ်းမြေတာယာခဲ့ရပါတယ်။ခင်ဗျားမှာတော့သူကပြောတယ်အချစ်ရဲ့မောင်ရဲ့အလားလာကောင်းတဲ့မိကိုအဲလီလို့အတူတူတွဲပြီးမြင်ရမယ်မထင်ဘူးတဲ့။နေရင်ပိုင်းကပဲကျွန်တော်သူ့ကိုဆရာဝန်စီ ခေါ်သွားခဲ့သေးတယ်။ အဲ့ဒါကိုတတိယလိုက်တော့ကိုဆင်းရဲလို့ရရာတခုကိုစုကန်ထားတိုင်းဆွဲမင်းရတဲ့ကိုဖြစ်ကိုတွေးပြီးယူကြုံရဖြစ်ရပါတယ်။ဟယ်လင်ရဲ့လို့ကျွန်တော်တစ်ချက်ညီလိုက်ပြီးရေကျွန်တော်တန်ဟာအင်မတန်မှအစိတ်ထိကခြေခွေးနေတဲ့တန်ဆိုတာကျွန်တော်တတိထားမိပါတယ်။အောင်လို့တင်အောင်မှဘာကြောင့်အခုလိုလာဖြစ်ရတာလဲကွ။ဟယ်လင်ကဘာမှပြန်မပြောဘူးငြိမ်နေတဲ့တအားလောက်ကြတော့ကောင်းကိုရမ်းပြီးဟဟပပရေးလိုက်တယ်။ဟယ်လင်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစား ခဲ့ကြပြီးပြီပဲဒါဆို လုံလောက်ပါရဲ့မောင်ရင်မယုံကြည်နိုင်တော့အောင်သူကြစမ်းစဲရဲ့ဖြစ်တစ်ခုနဲ့ကျွန်တော်ကြုံရတယ်တင်းမှာကျွန်တော်ကောက်စစ်ဝီယုံကိုရောက်သွားတယ်ယုံကဗီဇာနဲ့ဆောင်ရောက်နေပြီလို့စီပြောတယ်ကျွန်တော်ပထမတော့အန်အားသိမိကြောင်းလေးနောက်တော့ရဲလိုက်မိရင်ကျွန်တော်ရဲနေပုံကတွေးလီ၆ကြာလုံးလို့ရဲနေတဲ့ပုံမျိုးပါတကယ်လို့ခင်ဗျားမှာ ရေတိုင်းနဲ့အင်အားရှိနေသေးတယ်ဆိုရင်ဒီကမ္ဘာလောကကြီးရဲ့မှာဒီစရာတွေညာကြီးရှိနေတာပဲမဟုတ်လားကျွန်တော်ပြောတာခင်ဗျာဘလို့သဘောရလဲလက်ခံနိုင်နေမဟုတ်လားကျွန်တော်တို့နေနေတခါလေးကြတော့လေအရေကိုမရထားလို့မဖြစ်တဲ့အတွက်ရထားရတဲ့ချိန်တွေရှိသေးတယ်ဟုကျွန်တော်ကပြန်ပြောသည်အင်ဘော်လီကျွန်တော်ဖြစ်စင်မှာထူးခြားတဲ့ဘိုက်ကတခြားမဟုတ်ဘူးအစောရက်တွေမှာချိန်ကတော်များများရေခဲ့ရတဲ့ဖြစ်ပေဟုချက်ဝေကဆက်ပြောသည် ကျွန်တော်တို့ဟိုတယ်ကနေပြီးတိုင်ခန်းလေးတစ်ခန်းကိုရွှေ့ခဲ့ရယ်ကျွန်တော်ကတော့တိမ်တလာဖုံးဝယ်နေတဲ့လူပဲအမေရိကန်ထွက်ပြေးလွတ်မြောက်ဖို့မူလကချထားတဲ့စီစဉ်တိုင်းဆက်လုပ်ဒီစဲပဲ last month စီကန်းကအသင်းမမထွက်တာအချင်းတော်တော်ကြာတယ်နောက်ဆုံးတော့ဒီပေါ်တစီထွက်မယ်လို့ကြီးကားရယ်ကျွန်တော်လက်ထဲမှာဂျန်နီသေးရဲ့ဒီကရဲ့လည်းရောင်းအောင်ဆုံးဂျီကားကိုရောင်းပြလိုက်ပြီးတင်မောနံပါတ်ဝယ်ကျွန်တော်လေးကြော်လိုက်တာလုံးမဲ့ကျွန်တော်တို့လွတ်ပြီးချက်ပြီးလို့လဲတွေးမိရယ် တင်မောကမရက်ကိုရရွှေလိုက်ပြန်နေအိမ်နောက်တော့တပြင်းမင်းကတင်မောကုံလီရုံးကိုကျွန်တော်တစ်ခေါက်ထပ်သွားတယ်တင်မောဒီလေးထွက်မယ်လို့ပြောတယ်လက်မပေါ်ပေါ်ထွက်မယ်နေဆွဲလဲပြင်ပေးလိုက်တယ်ကျွန်တော်တိုက်ခန်းကိုရောက်ပြန်ရောက်တော့ဟယ်လီငါသေးသေးပြီခိုင်တဲ့မှာရှိသမျှနန်တွေအားလုံးစိတ်စိတ်မောမောကွင်းနေရဲ့ကျွန်တော်ဝယ်ပေးခဲ့တဲ့ညာဝတ်ဆောင်ဟာလည်းအပိုင်းစားတွေဖြစ်ပြီးကျမ်းမြင်ပေါ်မှာပြန်ကျေးနေတယ်သူကအဲ့ဝိဇ္ဇအစုပ်ပြဲတွေပြီးမှဒေချာနေတယ် အရာပေါ်မှာမဟုတ်ဘူးကျွန်တော်ကပထမတော့တိုက်ခန်းဖောက်ဝင်တဲ့ကိုတယောက်ကတတ်သွားလို့ဒီသွားရလို့ထင်လိုက်တယ်။နောက်တော့ gas double ထောက်လန်းရေးဖွဲ့ဝင်တယောက်တတ်သွားတာဖြစ်မယ်လို့တွေးပြန်နေ။ဒါမဲ့ gas double ကသူနောက်လိုက်နေတာမဟုတ်ဘူး။ကျွန်တော်နောက်လိုက်နေတာ။တိတိကျကျပြန်ကြည့်လိုက်တော့ခန်းထဲမှာမန်ရီနဲ့ညာဝတ်စုံကလွဲပြီးတခြားဘာဖြစ်စီမှပြန်စီရမတွေ့ရဘူး။အဲဒီခါကျမှကျွန်တော်သဘောပေါက်လာတယ် ကျွန်တော်သူ့ကိုပေးထားတဲ့အစိတ်စီးပြားကိုတတိယလာတယ်ကျွန်တော်ပြန်တောင်းလို့ကသူကပျောက်သွားပြီလို့ပြောခဲ့တယ်မဟုတ်လားအဲဒီတော့တခြားဘာမှမဖြစ်နိုင်ဘူးဒါပဲဖြစ်ရမယ်ကျွန်တော်သူ့လောင်းသားမရက်ပြီးသူ့မျက်နှာကိုစိုက်ကြည့်နေမိရဲ့ပြီးတော့စာရေးခဲ့လို့ရေးခင်ညာလိုက်ရှာတယ်တစောင်းမှမတွေ့ဘူးစာလီတစ်လုံးမှတော့မထားခဲ့ဘူးအဲ့ဒါဘာဖြစ်လို့လဲခင်ဗျားနားလည်မလားတော့မသိဘူးနားလည်တယ်ဟုတ်ကျွန်တော်ကပြောသည်တကယ်နားလည်လားတကယ်ပေါ့ ခမားကသူ့ကိုဘာရီများကြီးခဲ့စီချင်တာလေတခုခုပေါ်ဒါမှမဟုတ်လေသူသည်စကားကို ဆုံးမသက်ပဲရန်ထားသည်တစုံတရာကိုတွေးတော်နေသည်လုံစိတ်ရင်သက်သည်သည်အရင်ကသူ့အတွက်ထားခဲ့စီချင်သည့်ဒါဆုံးစကားများကိုစဉ်းစားတွေးတော်နေခြင်းလည်းဖြစ်နိုင်ပါသည်ကျွန်တော်စဉ်းစားမိသလောက် ပြောရမယ်ဆိုရင်တော့ကျွန်တော်ကစကားစသည်တကယ်လို့သူမတည်ခင်မှာစာရင်းသူရေးတယ်မှာ ခင်ဗျားတို့ပြောကြတာတွေကအစမတန်များနေမှာပဲအခုလိုဆောင်မြေးပဲနေလိုက်ခြင်းအဖြစ်သူပြောစင်းတဲ့စကားကိုပို့ပြီးထရောက်တော့ပြောသွားတာပဲသူဒီချိန်တော်ကြမြငိမ့်စိတ်ကကျွန်တော်စကားကိုစဉ်းစားနေသည်ထို့နောက်ခီးသွာပြူရိုရှေမှာကတ်ထားတဲ့ကြောင်ကြောင်ဆိုင်ပုတ်ကိုခင်ဗျားငင်ခဲ့ရမဟုတ်လားဟုပေးသည် ဒီလိုထွက်မဲ့စီစဉ်ကိုနောက်ထပ်24နာရီရှည်ဆိုင်လိုက်သေးတယ်။အဲဒါဘုဒ္ဓသူတည်ရင်တရက်လောက်တော့နေစင်နေအောင်မှကျွန်တော်ဘာရောပထင်ဘူး။သူကအမေရိကန်ကိုသွားကျင်တာမဟုတ်ဘူး။ဒါကြောင့်ခုလိုတက်သေးတာဖြစ်မယ်။ကျွန်တော်ကခေါင်းခါပြလိုက်သည်။သူ့ဝေဒနာကိုနောက်ထပ်ပြီးမခံစားနိုင်တဲ့အတွက်ခုလိုလှုပ်သွားတာပါဟုပြောသည်။အဲဒါကိုတော့ကျွန်တော်လက်မခံနိုင်ဘူးဟုသူကပြန်ပြောသည်။ခီးထွက်နိုင်ဖို့အားလုံးစစ်ပြီးခါပေါင်းခုလိုကပ်ပြီးပါကြောင်လို့ရတယ်လေ။ ထာမမဟုတ်လေသူယောဂကြီးကြောင့်အမေရိကန်ကိုဝင်ခွင့်ရမှာမဟုတ်ဘူးလို့ထင်လို့များလားကျွန်တော်တို့အနေနဲ့ဒီပြဒနာကို သေလူပြောပါယောဂဝေဒနာတန်ခန်းစားလေးရတဲ့ရိုဒပီတယောက်ရဲ့ကိုပိုင်းဆုံးဖြတ်ခွင့်ကူလို့သတ်မှတ်ထားလိုက်ကြရင် မကောင်းပြဘူးလားဟုကျွန်တော်ကပြောသည်အဲ့ဒါဟာ ကောင်းဆုံးနည်းဖြစ်နိုင်တယ်လို့ကျွန်တော်ကတော့ထင်တာပဲ ူသည်ကျွန်တော်မျက်နာကိုစိုက်ကြည့်နေသည်ဘာမှတော့ပြန်မပြောပါသူ့အနေနဲ့သူတတ်နိုင်သည်ဗျာတော့ဆွမ်းကုန်ခိုင်ရောသွားတာပဲမဟုတ်လားလို့ကျွန်တော်ကထပ်ပြောသည်ခမည်းတော်ရှိရင်တခုရဲအတွက်သူလှုပ်သွားတာပဲခမည်းမှာဘာအန္တရာယ်မှမရှိတော့ဘူးဆိုတာလေတီးရောသူယောဂဝေဒနာကိုလက်ညှောက်ရှုံပေးလိုက်တာပဲတကယ်လို့ကျွန်တော်ကအမေရိကသွားဖို့အရေးကို ခုလောက်ထိအလေးနဲ့ထားပြီးမလုပ်ဘူးဆိုရင်ကောဘာဖြစ်နိုင်မလဲ ။ဒီပဲမစ္စတာချောက်ကိုအဲ့ဒလို့ခမားကအလေးနဲ့ချားပြီးဘလို့ပဲနေတော့ကောသူယောဂါကတတ်သားမတဲလား။ဇဝတိခေါင်းတစ်ခါကလုံကြီးပြန်သည်။ခုဆိုရင်သူမရှိတော့ဘူးဟုပြောသည်။ကျွန်တော်သူ့ကိုဘာလုပ်ခဲမိပါလဲ။ကျွန်တော်သူ့ကိုတက်ပြစ်ခဲ့တလားပြောအောင်ကောလုပ်ပေးခဲ့ရလားသူကကောကျွန်တော်ကိုချေရလားသူလိုအပ်တဲ့ချိန်မှာအုံပြူနိုင်ရဲ့ဂျိုင်းတောက်တစ်ခုသာသာလောက်ပဲသဘောထားခဲ့တလား ကျွန်တော်အကျဉ်းချုပ်ထက်ထက်စဉ်းစားရကြည့်မရဘူး။ရောင်မောင်းထုံးသူရဲ့ platform မှာတ냐အိုင်းစကောကိုပပြားလို့ပြီးပါပြီရှင်။ဆုံးဖြတ်ပါစင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။